င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ရေဘေးကူညီရဲ့အတွက်လို့ဆိုကစစ်ကောင်စီကဝန်ကြီးဌာနတွေကိုအလွန်ငွေတောင်းခံပြီးဝန်ကြီးဌာနတွေကလူထုစီကနေပြန်လည်ငွေညစ်တောင်းခံမှုတွေဖြစ်ပေါ်နေပါတယ်ချောင်းမြနယ်ကံစည်းပြူစောတိရွာကိုတိုက်ခိုက်သိမ်းပိုက်မှုစစ်ကောင်စီတပ်သား15ဦးကိုတေဆုံးပြီး30ကျော်ကိုအရှင်ဖမ်းပြီးကစစ်တုံးပန်းတွေကိုစစ်ဆေးမှုတွေပြုလုပ်နေတဲ့တွင်ပါဝင်နောက်ဆုံးတဲ့တွင်တွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးတင်တဲ့တဲ့ပုတ်ကတော့အကြမ်းဖက်စစ်ကောင်စီကဝန်ကြီးဌာနတွေအနေနဲ့ရေဘေးတဲ့ဒေသတွေကိုကူညီဖို့အတွက်လို့ဆိုပြီးဌာနလိုက်လူငွေတွေပေးဖို့ဖို့ညွှန်ကြားထားရမှာဝန်ကြီးဌာနတွေကလည်းပြည်သူတွေစီကနေပြန်လည်ငွေညစ်တောင်းခံမှုတွေဖြစ်ပေါ်နေတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီရဲ့ညွှန်ကြားမှုကြောင့် ဝန်ကြီးဌာနလိုက်နန်းစီရီယံဝန်ထမ်းတွေစီကနေအငွေလူခံတဲ့အပြင်ပေဒရိုနဲ့စီဝါရဲ့အတန်းဝန်းကိုပါလိုက်လံငွေကြေးတောင်းခံငွေနှင့်ရရလို့သိရှိရပါတယ်။အဲ့ဒီအထဲမှာပြည်ထဲဝန်ကြီးဌာနဆိုရင်အထွေထွေအုပ်ချုပ်ရေးဥစ္စာကိုအလူငွေကောက်ခံခိုက်ပြီးအဲ့ဒီကနေတစဉ်ပြည်နယ်တိုင်းခရိုင်မြို့နယ်ထွေအုပ်ကနေရက်ကွက်နဲ့ကြေးရွာအုပ်ချုပ်ရေးမှုတွေအထိအဆင့်ဆင့်ညွှန်ကြားပြီးရဲ့နောက်မှာတရက်ကွက်ကိုငွေကျပ်၁၀သိန်းကောက်ခံခိုင်းနေရဖြစ်တယ်လို့လည်းသိရပါတယ်။ဒါအပြင်ပြည်နယ်တိုင်းစစ်ကောင်စီတွေကလည်း ဲစီးပွားရေးလုပ်ငန်းရှင်တွေစီးပွားရေးကုမ္ပဏီကြီးတွေကိုမဖြစ်မနေအလွန်ငွေထက်ကြဖို့ဖိအားပေးနေတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ပြည်내အတိုင်းစစ်ကောင်စီတွေရဲ့ညွှန်ကြားချက်ကြောင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေကတမြို့နယ်ကိုအ ਨੇ စုံငွေကျပ်300ရှာဖွေပေးနေရလို့လည်းသိရပါဗျ။သတင်းပါလာ22ရက်နေ့ကနေပြည်တော်မှာအကြမ်းဖက်မဲအောင်လိုင်းဦးဆောင်ပြီးရေဘေးသင့်ပြည်သူတွေအတွက်လှူငွေပေးရပွဲအခမ်းအနားကိုပြုလုပ်ခဲ့ပြီးစီးပွားရေးသမားကြီးတွေကငွေတွေကိုလှူဒန်းခဲ့ရတာဖြစ်ပြီးငွေကျပ်32ဘီလီယံကျော်ရရှိခဲ့လို့လည်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားပါဗျ။ အဲ့လိုစီးပွားရေးလုပ်ငန်းရှင်တွေကိုဖိအားပေးကမြို့နယ်ကအလူခံလိုက်တိုင်းကအလူခံလိုက်ခရိုင်ကအလူခံလိုက်နဲ့စီးပွားရေးလုပ်ငန်းရှင်မှာအတော့ကိုအကြက်ရိုက်နေကြပြီလို့ရွယ်မဲ့စီစဉ်ကအဖွဲ့ဝင်စီးပွားရေးသမားတို့ကပြောပြပါတယ်။ဒါအပြင်စစ်ကောင်စီကရေးပေးအလူခံမှုနဲ့လှူဒန်းမှုတွေမှာနိုင်ငံရဲ့အသွေးရောင်နဲ့စစ်အာဏာရှင် တော်လှန်ရေးလှုပ်ရှားမှုတွေမပါဝင်စေရေးအထူးကြက်မှတ်ဆောင်ရွက်ဖို့ညွှန်ကြားချက်တရက်ကိုပါထုတ်ပြန်လာရလို့လည်းသိရပါပါတယ်ရှင်။ ရှမ်းပြည်နယ်တိုင်းတဘောကိုတက်ဆက်ပေးကြပါရယ်။ရှမ်းပြည်နယ်အင်းလေးဒေသကရေနစ်မြုပ်နေတဲ့ကျေးရွာဆက်ရွက်ကိုလာရောက်လူရမ်းမဲ့သူမရှိတဲ့အတွက်ကြောင့်အရေးပေါ်အကူအညီမှုတွေလိုအပ်နေလို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်။အကူအညီလိုအပ်နေတဲ့ကျေးရွာတွေဟာအင်းဂျီ30ရှိတဲ့စီပင်သာယာ၊အင်းဂျီ100ကျော်ရှိတဲ့ယာသက်ယာ ချောင်းကပ်ရွာရွာကြီးအထက်အမှတ်နှစ်ရွာ အင်ဂျင်နီယာကျော်ရှိတဲ့ရွာကြီးထက်အမှတ်တရွာကံကောင်းအိုးစားရွာဟက်ပုံးအိုးစားရွာတုံလဲတောင်ပို့ကြီးအိုးစားရွာအင်ဂျီ300ကျော်ရှိတဲ့ရေတန်းရွာနဲ့ဇက်ကြီးရွာတို့ဖြစ်ကြရလို့လည်းသိရှိရပါတယ်အဲ့ဒီကြီးရွာတွေကထောင်နဲ့ချီတဲ့ပြည်သူတွေဟာလက်ရှိအချိန်ဒီလက်ရောက်လှူဒန်းမဲ့သူမရှိတဲ့အတွက်အရေးပေါ်ကူညီမှုတွေလိုအပ်နေပြီးစားနပ်ရိက္ခာတွေလည်းလိုအပ်နေတယ်လို့သိရှိရပါတယ်ရှင် ပဲခူးကသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ပဲခူးတိုင်တောက်ခုခရိုင်မှာရေကြီးရေရှမ်းမှုကြောင့်ပြည်သူခုနှစ်ဦးဟာသေဆုံးခဲ့ရပြီး ရွာပေါင်း85ရွာရေနှမြုံတွေကလူတသိန်းကျော်ရေပေးတင်နေရလို့ KNU ဘိုးကပြောပါတယ်။စတင်ပါလာ14ရက်နေ့ကနေစတင်ကတောင်ငူခရိုင်အတွင်းရေကြီးရေရှမ်းမှုကြောင့်ကျေးရွာပေါင်း85ရွာဟာရေနှမြုံတွေကလူဦးရေတသိန်း4,850ဦးရေပေးတင်ကကြောင်တကြောင်ဟာပျက်စီးသွားခဲ့ရပြီးလူခုနှစ်ဦးဟာသေဆုံးခဲ့ရဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒါ့အပြင်ပြည်သူတွေရဲ့အသက်မူဝမ်းကြောင်ဖြစ်တဲ့လေယာဉ်လုပ်ငန်းတွေလည်းရေကြီးမှုကြောင့်စစ်တောင်းအရှိတ်အဝါချမ်းမှာဧကပေါင်း2,000ကျော်ပျက်စီးဆုံးရှုံးခဲ့ရ ပြီးကျွဲနားအကောင်ရေ80ကျော်အသေးပြောက်ရှိတယ်လို့လည်းသိရှိရပါတယ်။ဇက်ကြီးတောင်ကျန်းအုပ်စုမှာလည်းလက်ပြစင်းမှုအေက6ထောင်နဲ့ကျွဲနားအသေးပြောက်80ကျော်ရှိရလို့လည်းသိရှိရပါတယ်။ရေကြီးရေရှမ်းမှုကြီးဟာ58နှစ်တွင်အကြီးမားဆုံးရေကြီးရေရှမ်းမှုဖြစ်ပြီးတောင်ငူခဲမှာလာမယ့်နှစ်တွင်တောင်ပေါ်မြို့တွေတွင်စားနပ်ရိက္ခာပြက်လက်တဲ့အခြေအနေတွေဖြစ်ပေါ်လာနိုင်တယ်လို့လည်း KNU ဘဟုကပြောထားပါတယ်ရှင်။ ဒီတစ်ခါမှာတော့မန္တလေးမြို့အခြေဆိုင်စစ်ကောင်စီတပ်တွေရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်စုလီကုံကျေးရွာကနုဆိုကလင်းငယ်တူဦးနဲ့ကလင်းနှစ်ဦးအပါဝင်ပြည်သူ၆ဦးဟာတစ်ဆုံးခဲ့ရလို့ Voice of မန္တလေးရဲ့ထုတ်ပြန်ချက်နဲ့မတရားကတော်လဲတရင်မြေကပြောဆိုကြရာသိရှိရပါတယ်။တတိယမလာ၂၁ရက်နေ့မနေ့ပိုင်းအချိန်မှာစစ်ကောင်စီတပ်တွေကမတရားမြို့နယ်30ပေကျေးရွာတွင်စစ်ကြောင်းထိုးလာပြီးမန္တလေးဘက်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တာ တိုင်းနေနဲ့ဘုံကျဲတာလှုပ်ဆောင်လာတာဖြစ်တယ်လို့လည်းသိရှိရပါဗျ။အဲ့ဒီစစ်ကြောင်းထုတ်လာမှုကြောင့်တိုက်ပွဲတွေဖြစ်ပွားခဲ့ရပြီးစစ်တပ်က30ပြည်ရှိရွာနဲ့အနီးအနားကကြီးရွာတွေအတွင်းကိုလက်လက်ကြီးယူနေဇက်တိုက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါဗျ။အဲ့ဒီပစ်ခတ်မှုကြောင့်ကလင်းငယ်၃ဦးပါဝင်ပြည်သူ၆ဦးဟာသေဆုံးခဲ့ရတာလည်းဖြစ်ပါရဲ့ရှင်။ စကမ်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။စကမ်းတိုင်းချောင်းမြို့နယ်ကံစည်းပြူစောတိရွာကိုတိုက်ခတ်သိမ်းပိုက်ရမှာအကြမ်းဖက်တပ်သား15ဦးဟာတေသွားပြီး30ကျော်ကိုအရှင်ဖမ်းမိကစစ်တုံးပန်းတွေကိုစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့မုံရခန်အမတ်ကိုတိုင်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါရစေ။သတင်းပါလာ19ရက်နေ့မနေ့9ရက်နေ့လောက်မှာကံစည်းပြူစောတိရွာကိုတော်လန်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခတ်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါရစေ။အဲလိုတိုက်ခတ်သိမ်းပိုက်မှုတွေအကြမ်းဖက်တပ်သား15ဦးဟာတေသွားခဲ့တာဖြစ်ပြီး 30ကျော်ကိုအရှင်ဖမ်းမိခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီဖမ်းဆီးရမိသူတွေကိုလက်ရှိအချိန်မှာစစ်ဆေးမှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲတွင်တော်လဲရဲဘော်တို့ဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။အဲ့ဒီစကန်သိန်းစစ်စစ်ရေးကို6မြို့နယ်အခြေစိုက်တရင်တွေဖြစ်ကြတဲ့မုံရွာခရိုင်တရင်98930ကဥဆောင်ပြီးခရိုင်ပကဖမုံရွာခရိုင်တရင်3မုံရွာခရိုင်တရင်24တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တပုတ်ကတော့ချင်းတော်လဲတက်ဖွဲ့ဝင်နေချင်းချင်းသဘောထားကွဲလွဲမှုရှိရင်လက်လက်နဲ့မဖြေရှင်းကြဖို့ဒေတာအဖွဲ့အစည်းတွေကြားမှာသဘောတူညီမှုရရှိခဲ့တယ်လို့ဇိုရိုပြန်လဲပေါင်းစည်းရေးအဖွဲ့အစည်းဇိုရိုကသတင်းထုတ်ပြန်ထားပါတယ်ဇိုရိုပြန်လဲပေါင်းစည်းရေးအဖွဲ့အစည်းဇိုရိုရဲ့ဥဆောင်မှုနဲ့စက်တင်ဘာလ21ရက်နေ့က ချင်းပြည်အစိုးရဖွဲ့ချင်းမျိုးသားတပ်ဦး CNS နဲ့ဂျားကာလာချင်းမျိုးသားအတိုင်းအမြန်ကောင်စီ CNCC ချင်းညီနောင် CB ဖွဲ့တို့အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်အိုင်ဇုံမြို့မှာတွစ်ဆုံဆွေးနွေးခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်အဲ့လိုတွဲဆောင်ဆွေးနွေးရမှာအချက်၅ချက်ကိုကနဝုသဘောတူညီမှုရရှိခဲ့ပြီးချင်းကူကီမီဆိုမျိုးနယ်စုတွေဟာစင်းသက်လာယာမျိုးနယ်စုဘာသာစကားယဉ်ကျေးမှုဒလိထုံတန်းအစဉ်လာ တူညီတဲ့သေတူရှင်မကွာနေထိုင်လာခဲ့ကြတဲ့ညီရင်အကိုတွေဖြစ်ကြတယ်ဆိုတာလက်ခံကြတယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်တိုင်းပြည်နယ်လူမျိုးတွေတော်လည်းဆောင်ရွက်တဲ့အချိန်မှာချင်းညီကိုအချင်းချင်းကြားသဘောထားကွဲလွဲမှုဖြစ်ပေါ်တဲ့အပေါ်ကိုစိတ်မကောင်းဖြစ်ကြရပြီးနောက်နောက်မှာဒီလိုထပ်မံမဖြစ်ပွားဖို့အတွက်သဘောတူညီကြကြပြီးနောက်နောက်မှာချင်းလက်လက်ကန်အဖွဲ့နှစ်ဖက်အဖွဲ့စည်းတွေကြားသဘောထားကွဲလွဲမှုရှိလာခဲ့ရင်လက်လက်နဲ့ဖြည့်ရှင်းတဲ့နည်းလမ်းကိုအသုံးမပြုကြဖို့အတွက် တွဲဆောင်စူနေဝဲမှာနှစ်ဖက်သဘောတူညီခဲ့ကြရလို့လည်းသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးပါများပါ။